ျွန်တော်တို့ပြတ်သားမှာတော့ဒါကျွန်တော်တို့ကုလူတာမှာရှိတယ်ကျွန်တော်တို့၅တန်အမျိုးအစားပါเนาะတန်ချိန်အနေနဲ့ဆိုရင်၅တန်ရှိတယ်၅တန်အမျိုးအစားကျွန်တော်တို့ဒီစက်တော့အစ်ကပ္ပတန်မြေတူပေါ်လာဖြစ်ပါတယ်ငားတာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကန်နိုပီပေါ့နော်ကန်နိုပီရောကဲပင်ပေါ့အဲကွန်းနဲ့ရောအဲကွန်းမပါတာရောကျွန်တော်တို့အတုံးကောဆာရှိပါတယ်ဒီမျိုးအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီငားတာမျိုးစားဆိုလို့ရှိရင်ကျွန်တော်တို့အတုံးပြထားတာကတော့ကုပူတာအင်ဂျင်မျိုးစားဖြစ်ပါတယ် ကျွန်တော်တို့ဒီကူကဒါအဲကမ္ဘာတွေပေါ့နော်ကျွန်တော်ကူကဒါမြေတုပေါ်ဆက်တွေပန်သမ ्या အကုန်လုံးပေါ့နော်ကျွန်တော်ကူကဒါ product တွေပန်သမ ्या ကျွန်တော်တို့ကူကဒါအင်ဂျင်ကိုပဲအသုံးပြုတာဖြစ်ပါတယ်အဲ့ဒါလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ဟိုပါပေါ့ခွန်ဆက်ရိတ်ဆက်တွေနဲ့အတူဒီကွန်ပျူတာအင်ဂျင်အမျိုးအစားကိုအသုံးပြုထားတာဖြစ်ပါတယ်ကျွန်တော်မြင်ပါရင်အားဖြင့်ဆိုလို့ရှိရင်48ပါအားရှိပါတယ်ခင်ဗျာ ကျွန်တော်တို့သူ့ရဲ့အင်ဂျင်ကတော့ကျွန်တော်တို့ inline pan ပေါ့နော်4 cylinder inline pan ပေါ့နော်တက်တာအောင်မျိုးစားဖြစ်ပါတယ် ပြီးတော့ဒီ9ဒံရဲ့အတချက်ကပါလဲဆိုတော့ကျွန်တော်တို့0 day swing ပေါ့နော်0 day swing combat model လို့ခေါ်ပါတယ်တစ်လက်တဲ့ခန္ဓာကိုယ်ရှိတယ်ကျွန်တော်တို့ရေတူးပေါ်စံဖြစ်ပါတယ်သူကပါလဲဆိုတော့0 day swing ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ swing လိုက်တဲ့ခါကျလို့ရှိရင်သူ့ရဲ့နောက်က counter weight ကဒီချင်းခွင်ထဲမှာပဲရှိတဲ့အတွက်ကျွန်တော်တို့ဒီလိုနေရာချင်းချက်သေးတွေတွားတဲ့အခါမှာကျွန်တော်တို့ operator မောင်းတဲ့သူအနေနဲ့အနောက်ကိုကိုယ်စားဒီဒီကိုတတိထားကြရမလို့ပဲねကျွန်တော်တို့ဆက်ကိုပြင်ရလို့ရပါတယ်လက်ပတ်လို့ရတယ်ဒီအချက်ကဘယ်နေရာမှာအားတလဲဆိုတော့ ျွန်တော်တို့ပင်လေးရားတွေတိုက်ယူတိုက်ကြားတွေကျွန်တော်တို့မြို့နယ်တွေမှာတုံးတဲ့ခါကျရင်ဆင်ပြေတယ်။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကိုပိုင်ကားနဲ့တန်းထွက်နဲ့ကျွန်တော်တို့အတင်းချပြုလုပ်တဲ့ခါမှာလည်းဆင်ပြေတယ်။ကျွန်တော်တို့သူ့အတွက်ကျွန်တော်တိမ်ဘူးဆောင်ရေးအတွက်ဆွမ်းဆိုးတာတက်တက်ခါးပြရမလို့တော့ဘူး။ကိုပိုင်တန်းထွက်ရှိတဲ့ဆိုလို့ရှိရင်ကိုပိုင်ကားနဲ့တိမ်ဘူးဆောင်ရေးဆင်ပြေပါတယ်။ ါဆိုလို့ရှိရင်သူလှည့်နေခါကြလို့ရှိရင်အနောက်ကချိန်ဟာသူ့ရဲ့ချိန်ကောင်တာဝက်ရာဆိုရင်ချိန်ပြတ်ထဲမှာရှိရတဲ့အော်ပရေတာတွေနဲ့အနောက်ဘက်ကိုသတိထားကြမှာလို့ဘောနော်ပြောမစင်အော်ပရေတာတွေနဲ့နောက်လှည့်ကြတာမလို့ဒီရထားနေမှာလှည့်လိုက်လို့ရအနောက်ကိုထိခိုက်မှုဘာမှမရှိဘူးပေါ့နောက်တစ်ခုပြောပြမှာတော့ကျွန်တော်တို့ဘွန်းဆွေးပေါ့နော်ကျွန်တော်တို့ဒီမီနီကမ်ပတာ117 3ဒဏ်5ဒဏ်မှာပါတဲ့ဘွန်းဆွေးပေါ့နော်ခွာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒါလေးကဘာလဲဆိုတော့ဘွန်းဆွေးကျွန်တော်တို့ဘွန်းကိုကျွန်တော်တို့ခောက်လို့ရပါတယ် ဖို့ခောက်ပြီးတော့အသုံးပြုလို့ရတယ်။ဒီလိုအားသာချက်တွေကဘလို့ဘယ်ရောညာရောသူကနှစ်ဖက်သလုံးခောက်ပြီးအသုံးပြုလို့ရတယ်။ပြဘုံရဲ့အရင်ကနေပြီးတော့ကျွန်တော်တို့ဘယ်ဟောညာကိုခောက်ပြီးတော့အသုံးပြုလို့ရတယ်။ဒါဘုံစွင့် function လို့ခေါ်တာပေါ့နော်။ကျွန်တော်တို့ဘုံကိုလွှဲရတဲ့ function လို့ခေါ်ရတယ်။ ဒီလုံဆောင်ချက်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ညာကျွန်တော်တို့ဒီလမ်းမေးပေါ့ဗောနော်မြောင်းကျွန်တော်တို့ကဆက်ကလမ်းပေါ်မှာရက်ထားမယ်ဟိုဟာဗောနိုင်ငံကတူးတဲ့ခါမျိုးတွေပြီးရင်လမ်းမေးမြောင်းတူးတဲ့ခါမျိုးတွေမှာအသုံးဝင်တယ်ဟုတ်ကဲ့ ဒီလိုနေထားတယ်ပေါ့နော်ကျွန်တော်တို့ကဥပဒေမှနိုင်ငံရှိတယ်ဆိုလို့ရှိရင်နိုင်ငံကပ်ပြီးတော့ဆက်ကိုဥပမာအုတ်တိုင်းဘေးတို့ကျွန်တော်တို့မြို့တွေတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမ်းပေါ်မှာဆိုလို့ရှိရင်လမ်းမင်းမြောင်းတွေတူးတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြောင်းကိုချင်းရဲ့ဟာဒါလမ်းပေါ်မှာပဲရှိပြီးတော့တပတ်ကနိုင်ငံတစ်ခုရှိမယ်ဒါစီတစ်ခုရှိမယ်ဆိုရင်ကျွန်တော်တို့ကဒီဘုံဆွင်းလှုပ်ဆောင်ချက်လေးနဲ့ကျွန်တော်တို့ကဘုံကိုခောက်ပြီးတော့ရေတူးပေါ်တဲ့ခါမှာပုံပုံစင်ကြည်စေပါတယ်ခင်ဗျာကျွန်တော်လမ်းမင်းကျင်းတို့မြောင်းတွေတူးတဲ့ခါမျိုးတွေမှာဘုံကိုခောက်ပြီးတုံးပြူလို့ရတာဖြစ်တဲ့အတွက်ပုံပုံလွယ်ကူစင်ကြည်စေပါတယ်ခင်ဗျာ ဒါသူ့ရဲ့အားတက်ကြလေးတခုပေါ့နော်။ဟုတ်ကဲ့ဒါနောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ဟိုကျွန်တော်တို့ website တွေသူ့ရဲ့ set ရဲ့ဟိုဟာအလုံးလုံးနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးပါမယ်။ဒီငါးရမှာရှိတဲ့ကျွန်တော်တို့ website ဟာဆိုလို့ရှိရင်ကျွန်တော်တို့က0.1 centimeter အကျူရှိပါတယ်။သူက0.1 centimeter အကျူနေဆိုတော့ကျွန်တော်တို့ချင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တချင်းကိုကျွန်တော်တို့က18ခွက်ကတ်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာ။ ဒီကျွန်တော်တို့ကွက်ဆက်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒီပါပေါ့နော်အကျန်းသုံးပဲဖြစ်ဖြစ်ကျွန်တော်တို့ standard ပုံစံပတ်ဆိုင် standard ပုံစံပေါ့နော်ဒီတကြားတဲ့ဒီ9ရက်ကတခြားဟာရင်လည်းမတူတာကသူ့ရဲ့ဘုံဆွင်းအံ့အလျားဆိုရင်တခြားသော9ရက်ပေါ့နော်ဒီတဲ့ကျွန်တော်တို့ဘုံဆွင်းဒီသူ့ရဲ့လက်တံအလျားပို့ပြီးတော့ရှင်းလျားပါတယ်ခင်ဗျာပြောင်းအခုကျွန်တော်တို့ဆက်ပေါ်တင်နိုင်တဲ့အနေထားကိုပြသပါမယ်ခင်ဗျာကျွန်တော်တို့နေနေစားပြည့်တဲ့ခါကျရင်ကားပေါ်တင်နိုင်တဲ့အနေထားပေါ့နော် ျွန်တော်တို့ဒီကားဝင်ကြီးကြီးထင်မယ်ဆိုလို့ရှိရင်သူ့ရဲ့အမြင့်ဟာ16ဘီအမြင့်အထိကျွန်တော်တို့ကကြီးစားတင်နိုင်ပါတယ်။ဒါကားဝင်တင်မယ်ဆိုလို့ရှိရင်16ဘီအမြင့်အထိကျွန်တော်တို့ကြီးစားပြစ်လို့ရပါတော့။ပြီးတော့သူ့ရဲ့တူးနိုင်တဲ့အမြင့်ပေါ့နော်။ဒီကျွန်တော်တို့ဘေးနေရာတွေကိုလမ်းကုန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က18ဘီအမြင့်ပြီးပေါ့နော်။18ဘီအမြင့်အထိကျွန်တော်တို့ကလမ်းကုန်လို့ရတယ်။ ကျွန်တော်တို့နေရာစိတ်ချတွေအမြင်လေးလမ်းကုန်လို့ရတယ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့လမ်းကုန်နိုင်တဲ့ကွာဝေးပေါ့နော်ကျွန်တော်တို့ဆက်ရဲ့လေကောင်တက်တဲ့ရနေဒီဘက်အထိဆိုလို့ရှိရင်ကျွန်တော်တို့က16ပြီအထိကျွန်တော်တို့ကလမ်းပြီးတော့ကွာဝေးလမ်းကုန်လို့ရပါတယ် ောရရင်ကျွန်တော်တို့သူ့ရဲ့ဒူးနိုင်တဲ့အနက်ပေါ့နော်ဒီအောက်မှာမြေကြီးကိုအောက်ထိဘယ်လောက်ထိဒူးနိုင်မလဲဆိုရင်ကျွန်တော်တို့က၁၂ပင်အနက်ထိကျွန်တော်တို့ကဒူးရရတယ်ဒီကျွန်တော်တို့ငားတဲ့မျိုးစားတွေကဒီအုပ်လုပ်ငန်းတွေဒီဒီဓမ္မပြီမှာဆိုလို့ရှိရင်ကျွန်တော်တို့အုပ်လုပ်ငန်းတွေငားကန်လုပ်ငန်းတွေမှာအများဆုံးအသုံးပြုပါတယ်ခင်ဗျာ ောက်ပြီးတော့တစ်ခုပြောပြမှာကကျွန်တော်တို့ဒီဟိုဟာပေါ့မီးဒီငါးနာမှာအသုံးပြုတဲ့မီတာပန်နဲ့ပေါ့နော် digital media ပန်နဲ့မျိုးစားကိုကျွန်တော်တို့အသုံးပြုကြရတယ်ဒီ digital media ပန်နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျိုးမျိုးအနေနဲ့အလုံးလုံးခဲ့တဲ့ရက်တွေကိုကျွန်တော်တို့ပြက်ကလေးအနေနဲ့ကျွန်တော်တို့အပြင်ကြည့်ရလို့ရတယ်ဘယ်နေ့ဘယ်ရက်မှာအလုံးလုံးခဲ့တယ်ဆိုတဲ့အားကိုကျွန်တော်တို့ကပြက်ကလေးအနေနဲ့ပြန်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာ တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ၅တန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ PSA Unit ဆိုတာပါပါတယ်ကျွန်တော်တို့စီဖြည့်တဲ့အခါကျွန်တော်တို့စီဖြည့်တဲ့လူအနေနဲ့စက်ပေါ်ကိုတက်ပြီးတော့စီဘလောက်ရှိနေလဲကြည့်ကြရမလို့ကျွန်တော်တို့စီပုံးဖွင့်ပြီးဒီကလုံးလေးကိုထိကြည့်လိုက်တာလဲစီ level အလားဘလောက်အနေထားရှိတယ်ဆိုတော့ကျွန်တော်တို့ကသိရတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့စီဖြည့်တဲ့အခါစီဖြည့်ဆိုတာစီဖိတ်ချန်ကြတာမျိုးတွေအဲ့လိုမျိုးတွေမရှိတော့ဘူးခင်ဗျ ီတော့နောက်တစ်ခုကသူ့ရဲ့ချင်းဝင်ကျဲပေါ့နော်ချင်းဝင်ကျဲဒီလိုလိုစားခွင့်အကျဲအားဆိုလို့ရှိရင်ကျွန်တော်တို့က6ပေဒီလေးလက်မှရှိတဲ့အတွက်ကျွန်တော်တို့ကိုပိုင်တန်းထွက်တင်နဲ့တည်ယူပို့ဆောင်ရေးယူမှာအဆင်ပြေပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီလိုစားပိုက်ပေါ့နော်ဒီ ဒီဒိုစာပိုက်ပေါ့နော်ဒိုစာပိုက်ကိုကျွန်တော်တို့ကပိုက်ဆက်နှစ်ခုအနေနဲ့ကျွန်တော်တို့ကထားရှိပြီးလဲဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒိုစာသုံးတဲ့အခါကျလို့ဒီစက်တစည်းမှာပေါ့နော်ကျွန်တော်တို့ပိုက်တွေပုံစံအခက်အများဆုံးနေရာဒီဒိုစာနေရာပဲဘာလို့လဲဆိုတော့ညီကြီးတို့ကညီကြီးတွေကလိမ့်ကြလာမယ်အများနဲ့ပွတ်တိုက်ရှားနေတယ် စားနေတဲ့ခါကျရင်ကျွန်တော်တို့ကအရင်တော့ဆိုလို့ရှိရင်ဒီပိုက်ကကျွန်တော်တို့စက်ရဲ့အလဲကောင်မှရှိတဲ့ဆန္ဒဂျွမ်းချီမှာပိုက်ရှိပိုက်ရှိကြီးကိုကျွန်တော်တို့ကချောင်းလိုက်ကြီးဖြုတ်လဲရတယ်တကယ်တမ်း chief guy ဘီကိုနဲ့ပေါက်တဲ့နေရာဒီနေရာပဲအဲ့နေရာတို့ကျွန်တော်တို့ကကိုစားပိုက်ကို20ထားပေးထားတယ်ဒီနေရာလေးနေဖြုတ်လဲလို့ရတယ်နောက်ပြီးတော့ပုံပုံတက်တက်ကြရှည်အောင်ကျွန်တော်တို့က spray အနေနဲ့ထားပေးထားတယ်ကာဗာအနေနဲ့ထားပေးထားတယ်အဲ့တို့ကြောင့်ကျွန်တော်တို့ကဒီပြင်ဆင်ထိမ့်သိမ့်မှုတွေမှာလည်းလောင်းတန်းအနေနဲ့အသုံးပြုလို့ရတယ်ပြင်ဆင်တဲ့ကုန်ရစီလည်းပို့ပြီးတော့တက်တာသေးပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဒီ9နဲ့ပြီးတော့ကျွန်တော်တို့နောက်တဲ့ကျွန်တော်တို့10တန်မျိုးစာကိုထပ်ပြီးတော့ပြသပေးပါအောင်ခင်ဗျာ